မင်္ဂလာညချမ်းပါရှင်နေပြည်တော်မိုးလေဝသနဲ့ဇလာဗေဒညချမ်းဦးစီးဌာနမှာ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ရှင်ဒီကနေ့ညနေ6နာရီခွဲချိန်တိုက်တွန်းရရှိခဲ့တဲ့အမြင့်ဆုံးဘူချိန်များမှာနေပြည်တော်မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရန်ဟိုက်ရှမ်းကုန်းမြို့မှာ37ဒီဂရီဆယ်စီယပ်88ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ30ဒီဂရီဆယ်စီယပ်86ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့ညနေ6:00နာရီခွဲအချိန်မိုးလေဝသကြိုတို့မှာဖန်အောင်ရရှိတဲ့ပုံရဘင်္ဂလားပင်လယ်ော်တောင်ပိုင်းနဲ့အနောက်လယ်ပိုင်းတို့မှာတိမ်ထူထန်နေပြီးကပ်လီပင်လယ်ပြင်နေကျန်မင်္ဂလာပင်လယ်ော်တို့မှာတိမ်သစ်တွေမှာတိမ်ထူထန်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရှမ်းပြည်နယ်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်အေရရီတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးလေတောင်များဖြစ်ထွန်းမှုအကောင်းရရှိပြီး အဆိုပါမိုဒီနောင်များရွေးလာရနေရတဲ့ရှောင်းမောင်မိုးရသွန်ခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုတီချုံခြင်းမိုကြိုးပြစ်ခြင်းပျက်စီးလက်ခြင်းနဲ့မိုတီကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နေမှာသဖြင့်ကြိုတင်သတိပြုနိုင်မှရဲ့အကြံပြုရပါတယ်။ကြံတန်းနေတိုင်းနဲ့ပြည်နယ်များမှာတိတ်တိတ်တင်မှအတိတ်ထူထပ်နေရကိုတွေ့ရပါတယ်။ဘင်္ဂလားပင်လယ်အော်ခြေနေမှာကပ်ပလီပင်လယ်ဖြစ်နေဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအကောင်နေပြီ။ကြံမင်္ဂလားပင်လယ်အော်မှာ မုတ်တုံလေးအာတင်တင်ရှိနေပါတယ်။မြမပင်လယ်ပြင်မှာ မြို့ဝကျုံမမူဓမကွေမွန်တွင်းနိုင်ငံရောင်းတဲ့ကံလုံးပင်လေပြင်းတို့မှာရပန်ရန်ကမိုးသက်လေပြင်းများကြာရောက်ပြီးနိုင်ကြည့်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေအားတနအိုင်ကို35မိုင်တီတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြို့ဝကျုံမမူဓမကွေမွန်တွင်းနိုင်ငံရောင်းတဲ့ကံလုံးပင်လေပြင်းတို့မှာဆယ်ပြီမှဆန္ဒပြေကန်ရှင်နေပါတယ်။ရခိုင်ကဲဦးရဲတရှောင်းနဲ့ကန့်လွန်ပင်လေပြင်းတို့မှာတခါတည်းရန်မိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းတင်တင်မှလိုင်းချနေပါတယ်။ မိုးသက်လေပြင်းကြစေရေပြင်းမြေပြင်းလေအားတနအီကို25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာရခိုင်ကဲအိုးရဲတချောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာရှစ်ပေမှာ10ပေကန်ရှင်နိုင်ပါတယ်။မနှက်ဖြန်မိုးတဲချိန်ဒီခက်မှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာချက်ချင်းစကားနဲ့ဒေသကြီးထပ်ပိုင်းချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့အေအော်ရီတိုင်းဒေသကြီးတို့မှာနေရာစစ်စစ်နဲ့စကားနဲ့ဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်မကွေးတိုင်းဒေသကြီး ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရာနှံ့ပြားမှုတချုံရပြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့မကွေးတိုင်းဒေသကြီးတို့မှာဒေသလိုက်နေစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းမန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရှမ်းကုန်းတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ပြီးမူကြီးနိုင်ပါတယ်နေပြည်တော်နဲ့ဒီတော်အိမ်နှစ်ပြန်တွင် မိုးလေဝသအခြေအနေခမှန်းချက်မှာမိုးအထင်တင်တချုံရွာပါမယ်။အနည်းဆုံးမူချိန်မှာ32ဒီဂရီဆက်စီယံ60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ23ဒီဂရီဆက်စီယံ83ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။ရှမ်းကုန်းမြို့နယ်နေတွိုင်းမနက်ဖြန်တွင်မိုးလေဝသအခြေအနေခမှန်းချက်မှာမိုးတစ်ချိန်နှစ်ချိန်တချုံရွာပါမယ်။အနည်းဆုံးမူချိန်မှာ32ဒီဂရီဆက်စီယံ60ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ25ဒီဂရီဆက်စီယံ89ဒီဂရီဖာရန်ဟိုက်ရှိနေပါလိမ့်။ မန္တလေးမြို့နယ်ညီတော်ိုင်းမက်ဖြန်တွင်မိုးလေဝသအခြေအနေခမှန်ကြမှာလေမိုးတစ်ကြိမ်တစ်ကြိမ်တစ်ချုံရွာပါမယ်။အမြင့်ဆုံးမူချိန်မှာ33ဒီဂရီဆက်စီရက်67ဒီဂရီဖာရန်ဟိုက်နဲ့အနည်းဆုံးမူချိန်မှာ28ဒီဂရီဆက်စီရက်87ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်။နောက်နှစ်ရက်တွဲခမှန်ကြအနေနဲ့ကတော့မြို့ဟာကျုံမော်ဒေတာများမှာတစ်ချုံမဲ့အခြေအနေများဆက်လက်ဖြစ်ပေါ်နေပါမယ်။လေပွေလိုင်းအခြေအနေတရင်ဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုက်ထွားကြများရာ မြန်မာနိုင်ငံရှမ်းပြည်နယ်နဲ့ကယားပြည်နယ်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့လေပွေလိုင်းဟာအနောက်နောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီးအာရုံသွားခဲ့ပါတယ်။လေပွေလိုင်းရဲ့အကျဉ်းကျန်တိုင်တိုင်များဟာချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်တို့မှာလေပြင်းရဲနဲ့မြောက်တန်းအဖြစ်တွေ့တန်းလျက်ရှိပါတယ်။ယခုသတင်းဟာတိုင်ဖုန်းမုန်တိုင်းဘူအန်လိုင်းတွင်ထုတ်ပြန်ပြီးတဲ့နောက်ဆုံးသတင်းဖြစ်ပါတယ်။ဘင်္ဂလားပင်လယ်အော်ချင်းနီး ဒီကနေ့မြန်မာစံတော်ချိန်15:30နာရီချိန်တိုင်းထွားကြများရဘင်္ဂလားပြည်လုံးအလဲပိုင်းမှာနောက်24နာရီတွင်လီဗီးယားနဲ့ယဝန်တခုဖြစ်ပေါ်နိုင်တယ်လို့ခန့်မှန်းရပါတယ်အခုတင်ပြခဲ့တာကတော့ဒီကနေ့ည9နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြကျမချမ်းသာကြပါစေရှင်